CSC အုပ်ထုတ်လို့ရမှာလိုအပ်တဲ့အမြုပ်ဆက်အကြောင်းကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်။အရင်ဗီဒီယိုတွေထဲမှာလည်းအများစွာကျွန်တော်တင်ပြမျှဝေပေးထားတဲ့ဟာတွေလည်းရှိပါတယ်။ဒီနေ့အမြုပ်ဆက်ကိုကျွန်တော်တို့ရေမော်တာတစ်လုံးငါးငါးမူရေမော်တာတစ်လုံးနဲ့တိဆောက်ထားပါတယ်။ရေမော်တာတွေကိုကျွန်တော်တို့အောက်ကချက်ပါးတွေဝင်ပါမယ်။ဒီချက်ပါးလေးကတော့အိမ်သုံးရေဆုပ်ဆက်တွေမှာသုံးတဲ့ယူယိုချက်ပါးလေးဖြစ်ပါတယ်။ဒီချက်ပါးလေးမှာမြားလေးကတစ်ဖက်ကိုပြထားတယ်။ အဝင်ပဲရှိတယ်ပြန်ပြီးတော့မထွက်နိုင်ပါဘူးတို့အတွက်ကြောင့်ကျွန်တော်တို့ကဆေး1လီတာကိုရေအစ40နဲ့ရောပြီးတော့ဒီနေရာမှာပိုက်ကလေးနဲ့ကျွန်တော်တို့တွေ့တန်းထားရမယ်အဲ့ဒီဆေးကဒီထဲကိုဝင်သွားမယ်မော်တာကလဲမယ်ဒီအပေါ်ကိုတက်မယ်တက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘားလေးနဲ့အဖွင့်ပိတ်လုပ်ပေးမယ်ဒီဘားလေးကတော့ဆေးရေကိုကျွန်တော်တို့အတိုးအလျှော့လုပ်ပေးတဲ့ဘားလေးဖြစ်ပါတယ်ဒီနေရာမှာတီနဲ့စုံမယ် ဒီဘက်ကနေပြီးတော့လေကောင်းလေးရဆိုလို့ရှိရင်လေဝင်မယ်ဒီလေကိုဝင်ပြီးတော့ဒီမီတာလေးရတော့လေထိတဲ့ဘားလေးဖြစ်ပါတယ်ဒီလေထိတဲ့ဘားလေးရဆိုရင်ကျွန်တော်လေအားဘလောက်လိုသလဲဆိုတာကျွန်တော်ဒီရလေးနဲ့ချိန်တာဖြစ်ပါတယ်လေအိုးကလေတွေဘလောက်ပဲလာလာဒီဘားလေးရတွေပြီးတော့အလုံးလုံးတဲ့အချိန်မှာသူ့ရဲ့ဘားမှာပြထားတဲ့ PSI ဘလောက် MPA ဘလောက်ထွက်မယ်ဆိုတာကို ဒီမှာချိန်လို့ရပါတယ်ဒီဘားလေးနဲ့ချိန်ထားပါတယ်ဒီဘားမှာလည်းလေဝင်လေတဲ့မှာဒီမှာညားလေးပါပါတယ်ညားလေးကတစ်ဖက်ပဲစီးပါတယ်ဘောင်းမြန်မစီးပါဘူးဒီညားလေးရပြီးတော့လေလာပြီးလိုအပ်တဲ့လေပမာဏကိုသူလှုပ်မယ်ဒီမှာဆိုလိုနိုက်လေးတစ်လုံးပါပါတယ်ဒီဆိုလိုနိုက်ကတော့ဈေးကထဲမှာအမျိုးမျိုးရောင်းကြပါတယ်အဝိုင်းလေလာတယ်အပူလေလာတယ်အတိုးလေလာတယ်ဒါပေမဲ့ဒီဆိုလိုနိုက်မှာထူးခြားချက်ကတော့ညားလေးတစ်ခုပါပါတယ်ဒီညားလေးကတစ်ဖက်ပဲစီးပါတယ်ဒီညားလေးကို direction ကိုမှန်အောင်တက်ရပါမယ် အဲ့ဒီဆိုလိုနိုင်ကလေးကိုတတ်မယ်ဒီဘားလေးရတွေရောကြော်လာလို့ရှိရင်ဒီနေရာမှာအထောင်ဘားဆိုတာရှိပါတယ်ဒီကတော့အထောင်ဘားပါဒီကတော့လှဲထားတဲ့အတွက်အလှဲဘားလို့အလွယ်ခေါ်ကြပါတယ်ဒီကတော့ထောင်ထားတဲ့ဘားကိုအထောင်နေမှာတုံးတဲ့အတွက်ကြောင့်အထောင်ဘားလို့ခေါ်ပါတယ်ဒီဘားလေးကလည်းရေမှာလည်းတုံးတယ်လေမှာလည်းတုံးပါတယ်ဒီဘားလေးကိုညားလေးပါပါတယ်ဒီမှားညားလေးရဲ့ direction တိုင်းတတ်ပါမယ်ဒါလေးကလည်းအထောင်ဘားပါပဲဒီကတော့ steel နဲ့လုပ်ထားတယ်တန်ကြီးတက်တာတွေဘာတွေမပူရပါဘူး ကောင်းတဲ့အမျိုးအစားတွေပါပဲပါပါတယ်ဒီရားလည်း body မှာမျှလေးတစ်ဖက်တွားထားတဲ့အရာလေးပါပါတယ်ဒီရားတွေကတော့ရေဝင်ရေထွက်လေဝင်လေထွက်ကိုပြထားတဲ့ direction အတိုင်းကျွန်တော်တို့ကတက်ဆင်ရမှာဖြစ်ပါတယ်လေရဒီလိုလာမယ်ဆေးရဒီလိုလာမယ်ဒီနေရာမှာစုံမယ်စုံလာတဲ့ဆေးရေကဒီပိုက်ကတွေတွားပြီးတော့ ီပိုက်ထဲကိုစီးမယ်ဒီပိုက်ထဲမှာဆိုလို့ရှိရင်မီးဘိုချောင်ထဲမှာတုံးတဲ့စတီးဘတ်တွေကိုအလိုက်တင်ထည့်ထားမယ်စတီးဘတ်မထည့်ရင်လည်းတချို့တွေကငါးဖမ်းပိုက်ရေးတဲ့တယ်တချို့တွေကတပုတ်ဦးတွေထည့်တယ်တချို့တွေကကိုနဲ့ကိုအမြုပ်ကိုကောင်းစေခြင်းနဲ့စန္ဒနဲ့ကိုကြိုက်တဲ့ material ဆိုရွေးချယ်ပြီးတော့ထည့်လို့ရပါတယ်လူကြီးမင်းတို့လည်းလှုပ်ကြည့်လို့စမ်းသပ်ကြည့်လို့ရပါတယ်ကျွန်တော်ကတော့ ski bag ပဲထည့်ပါတယ်အဲ့ဒီ ski bag ကလည်းဖြတ်တန်းလာတဲ့အမြုပ်ရေတွေဆိုလို့ရှိရင်ဒီရတွေပိုက်ကတွေထွက်လာမှာပဲ အဲ့အတွက်ကြောင့်ကျွန်တော်ရောင်းချတဲ့အနှုတ်ဆက်ဒီမှာဆိုလို့ရှိရင်ဒီမှာဆေးပိုက်တစ်စုံပါတယ်ဆေးပိုက်ကိုတွေ့တမ်းမယ်ပိုက်တစ်ခုပါတယ်ကိုကြိုက်တဲ့ဆေးဘုံမှာ တွေ့တမ်းဖို့အတွက်ခေါင်းလေအပူပါပါတယ်ဒီဟာလေးကတော့လေခေါင်းဖြစ်ပါတယ်လေကတော့ကျွန်တော်တို့လေမှုတ်ဆက်ဝယ်လို့ရှိရင်ဒီမှာအစင်းနဲ့တိုက်ရုံပါပဲအဲ့တော့ကျွန်တော်ကတော့ဒီအနှုတ်ဆက်ကိုစမ်းသက်အောင်မြင်ထားတဲ့အတွက်ကြောင့်ကောင်းမွန်တဲ့ CLC လေးကိုထုတ်လုပ်နိုင်ပါတယ်ဒီအနှုတ်ဆက်ကိုထုတ်လုပ်ရမှာဆိုလို့ရှိရင်ကျွန်တော်ကပစ္စည်းတွေကိုတေချာစနစ်တကျ တိဆောက်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာမှစမ်းသပ်เสียမလို့တော့ပါဘူးဒီအမြုပ်ဆက်ကိုကျွန်တော်တို့ကဒီရှေ့ဟာ control box လေးနဲ့ထိန်းချုပ်ထားပါတယ် control box ကနေပြီးတော့ကျိုးနှစ်ဆထွက်လာပါတယ်ဒီအားတော့ main clock ပါဒီ main ကိုဖွင့်လိုက်ခြင်းအပြင်ဒီမှာ timer ထဲမှာ second ကိုတတ်မှတ်ပြီးတော့တတ်မှတ်တဲ့ second ကိုဒီမှာ clock လေးတစ်ချက်နှိပ်တာနဲ့အမြုပ်တွေထွက်လာပါလိမ့်မယ်အဲ့ဒီအမြုပ်ထွက်လာတာကိုလည်းကျွန်တော်တို့ muscle တွေကိုရောလိုက်ပြီးလို့ရှိရင်တတ်မှတ်တဲ့အချိုးအစားတိုင်း လုပ်လို့ရှိရင် CSC ရေပေါ်ဥတီကိုရပါတယ်ဈေးကွက်မှာရောင်းချနေတဲ့ CSC Grade A ဥတီလည်းထုတ်လို့ရပါတယ်မပေါ့မလေးတဲ့အလေးချိန်နဲ့တထောင်တို့ထောင့်တရာတို့ထောင့်နှစ်ရာတို့ကျိန်းနှစ်သိက်ရာ CSC ဥတီကိုဒီဆက်တစ်လုံးလေးနဲ့နှစ်ပေါင်းများစွာအသုံးပြုလို့ရပါတယ်ကျွန်တော်ရှိကဝယ်ယူတဲ့လုပ်ငန်းရှင်တွေလည်း9နှစ်6နှစ်တည်းကိုဝင်နေပါပြီကောင်းမွန်တဲ့အမြုပ်ဆက်ကိုကျွန်တော်ကတော့တက်တက်တာအာမခံပေးပါတယ်လူကြီးမင်းတို့မှာယူမယ်ဆိုလို့ရှိရင်လည်း09 42558898ကိုကိုတိုင်ကိုကြလာရောက်ဝယ်ယူနိုင်ပါတယ်ကိုတိုင်ကိုကြလည်းမှာယူနိုင်ပါတယ်နေများကိုလည်းကျွန်တော်တင်ပို့ပေးနေပါတယ်လူကြီးမီနိုဝယ်ယူတဲ့ဆက်တွေကိုမလုံတက်တည်ရှိတော့ကျွန်တော်မှအစအဆုံးဖော်မြူလာကအစတင်ကြားပေးတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ